Hello အားလုံးပဲမင်္ဂလာပါဘူဘောမန်ချန်ကနေကြိုဆိုပါရစေ Nottingham Forest နဲ့ Manchester City တို့ကစားတဲ့ FA Plus Semi-final ပွဲမှာတော့ Manchester City က2-0ဆိုတဲ့ရလနဲ့နိုင်ပြီးတော့ FA Plus Final ကိုတက်သွားပြီပေါ့နော် Nottingham Forest တော့တော်တော်ကမ္မကောင်းခဲ့တယ်လို့ Manchester City အတွက်တော့ Premier League တို့ Champions League မှာ Champions League တို့မှာသူတွေအထူးပြင်ထင်းတယ်လို့မဖြစ်ခဲ့တဲ့ຢာသည်အဲ့လိုຢာသည်မျိုးမှာဒီ City အနေနဲ့ FA Plus Final တက်တယ်ဆိုတာကတော့ဒါအစိုးရအကောင်လို့ပြောရမှာပေါ့လေ ပုံမှန်အားဖြင့် Manchester City ရဲ့အခြေအနေနဲ့ဆိုလို့ရှိရင်ဇန်နဝါရီအပြောင်းရွှေ့မှာလည်းတန်း200ကျော်တုံးထားတဲ့အခြေအနေမျိုးမှာနော် Champions League မှာထပ်ပြီးတော့အခြေအနေကောင်းဖို့ Premier League မှာတည်တည်ပို့ပြီးတော့တွန်းအားပေးနိုင်ဖို့နော်မျောနေတာမျောနေတယ်လို့ဖြစ်မလာဘဲနဲ့လက်ရှိရှိတဲ့ FA Player မှာတော့ဘူလူဘွဲကိုကျွန်တော်တက်သွားပြီး Crystal Palace နဲ့ကျွန်တော်တွေ့ရမယ်ဆိုတော့ဒီတိုင်ပတ်နေတဲ့ຢာဒီမှာဒါပေါင်းလက္ခဏာဆောင်တဲ့အရာလို့ပဲပြောရမယ်ပေါ့နော် Forest ဘက်ကကျွန်တော်ကြည့်ရင် Nottingham Forest ဒါဒီဘွဲကိုနိုင်နိုင်မယ်ဆိုလို့ရှိရင် ခရစ်စတယ်ပဲလီနဲ့ပုံမှာသူတို့ဟာချန်ပီယံဖြစ်နိုင်ချေများတယ်။အဲမဲ့လို့တော်တော်ကိုကံမကောင်းခဲ့တာကံဆိုရတဲ့ပြကစားမားတွေပေါ့နော်ကံဆိုရတဲ့ Forest Back ကကစားမားတွေနေနဲ့ကိုရတဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာပေါ့ City ဟာခက်ခဲတဲ့အခွင့်အရေးတွေကိုတော့မှသူတို့ကောင်းကောင်းအသုံးချနိုင်ခဲ့တာဒါပေမဲ့ဒီ Rigo Lewis ကတမိနစ်မှလည်းကျွန်တော်တို့တွင်းနေ Yusko Kvario ကခေါင်းတိုက်ကိုတွင်းနေအဲ့ဒီမတိုင်ခင်မှာဆိုလို့ရှိရင်အာလက်မြန်းထိတာလားပေါ့နော်လက်ကတော့ထိပါတယ်ဒါပေမဲ့လို့လက်က neutral position ဖြစ်အောက်ကိုချထားတဲ့အနေထားမှာ တိုင်းလူကြီးကတော့လုံးဝပေါ့နော်ဒီပီနေဒီဒီဘာတွေမပြီးပြည့်နေတောင်းကံပိုးပြီးတယ်အဲ့ဒီတောင်းကံပိုးကနေယူစကူဗာရီယိုကခေါင်းတိုက်သွားတာမာမိုတာကန်တင်ပြီးတဲ့အလုံးကိုဒီမှာမန်ချက်စတာစီးတီးကထုံးတဲ့နိုင်ပေသူတို့တော့အများကြီးပူကောင်းခဲ့တဲ့အသင်းပေါ်လေဟိုပြိုင်ဘက်ကိုလည်းထင်းချုပ်ကစားနိုင်နေတပွဲလုံးနေတာနဲ့ကိုပေါက်ကန်သူမှု၁၆ကြိမ်ကြီးဘာတွေကျွန်တော်ရရတယ်6ကြိမ်ကိုပေါက်တက်ပြီးတော့သူ2ကိုရရတယ် Forest Park ကတော့တပွဲလုံးမှာ၈ကြိမ်ပဲကန်ကွင်းရတယ်တစ်ကြိမ်ကိုတက်ပြီးတော့လုံးဝဒီဟိုလုံးဝရခဲ့ခြင်းမရှိဘူးပထမပိုင်းမှာဆိုရင်သူတို့ ်တယ်လို့ကျွန်တော်မှတ်မိတော့ပြောရရင်တို့ဂိုးပေါက်ကွန်တင်မှုတော့ကောင်းကောင်းမရဘူးထင်ပါတယ်။တော်တော်ကံမကောင်းတာပါ။ကံမကောင်းမှုဆိုတာဒီဒုတိယပိုင်းမှာဝင်လာတဲ့ကျွန်တော်ဒီအီလန်ကာတို့ဘာလို့ဆိုလို့ရှိရင်ပေါ့နော်။တကယ်ကောင်းတဲ့အခွင့်အရေးရခဲ့တာဗျ။ဒီအိုဒွိုင်းကျွန်တော်တို့ပေးတဲ့အလုံးတွေဆိုလို့ရှိရင်သူတိတ်ပိတ်တာအာလူကျုံတော့လူကျုံသွားတယ်ထင်ပါတယ်အဲ့လုံကဒါပေမဲ့လုံကကိုမကိုးခဲ့ဘူးလူကျုံကျွန်တော်တိုင်မန်တဲ့လုံတွေကိုဘယ်နှလုံးမှမသိဘူးเนาะဟိုဗါလေဒီဒီ Morgan Gibbs White เนาะတိုင်နီကျွန်တော်တို့မှန်တယ် နှစ်ကြိမ်တောင်မှပဲ Gibbs White ကိုယ်တိုင်တိုင်မှန်တာတစ်ကြိမ်ကလုံးဝ body ball ကန်နေလို့ body pick ကန်ပလိုက်မြေမကြဘောကန်ပလိုက်တဲ့လုံးလုံးဝတိုင်မှန်ပြီးတော့ထွက်လာတယ်။နောက်တစ်လုံးက Manchester City ကစားမားတွေကြားထဲမှာရှုပ်ချက်ကမှားနေတဲ့အချိန်မျိုးကနေသူဖြတ်လူသွားပြီးတော့ဂိုးသမားမှာကြော်တယ်။အန်ကယ်အရန်တော့မကောင်းတော့ဘူး။ဒါပေမဲ့လို့အချိန်ကြီးကောင်းရင်ဂိုးကိုဂိုးရမယ်အလိုမျိုးမကိုးခဲ့ဘူးတိုင်မှန်ပြီးတော့ဒါလေးပြန်ထွက်သွားတယ်။အဲ့လောက်ထိ Forest ကတော်တော်ကန်ခေခဲ့တာ။ဒါကြောင့်မလို့ဒီ Nordian Forest ရဲ့ဒီ Gibbs White တို့ပြီးလို့ရှင် Udwine Udwine တို့ Udwine ကတော့မစိုးပါဘူးဒီပွဲမှာသူကနေသူဖန်တီးမှုတွေပါတယ်သူလောက်သွားတယ် ်ပေးစုတို့တချို့ခေါင်းတိုက်တဲ့လုံတွေပြီးရင်ဝင်လာတဲ့ကျွန်တော်တို့ဒါဒီအီလန်ကာတို့ဘာလို့ပေါ့နော်ပူကောင်းတဲ့အခွင့်အရေးတွေဒါအတုံးချနိုင်မယ်ဆိုလို့ရင်သူတို့ပူအချိန်ကြီးပူကောင်းအောင်မှာဒါမျိုးလို့လုံးဝအဆင်မပြေခဲ့ဘူးပေါ့ဗျာ CD ဘက်ကတော့ဟိုနောက်တန်းက Youscope Vario ကတော့ဒါတရားဒီလုံးနီးပါးသူက CD တွေတကယ်တမ်းရှင်ကြီးရတယ် consistent အဖြစ်ဆုံး player လို့ပြောလို့ရတယ်တကယ်လည်းပဲဒီပွဲမှာလည်း low add နောက်ထပ်သွင်းကိုကိုသူနိုင်သွားတယ်ကွင်းလေက Rico Lewis ဆိုလို့ရှင်လည်းပဲဒီပွဲကစားတော့တာတော်တော်လေးကိုမဆိုးဘူး တော်လေးအချိန်ကြီးကောင်းနေပေါ့နော်ဒါမာမိုးကြီးကတော့ထုံးသွန်နိုင်မှာပေါ့ဗျတောင်ပေါ်မှာမှွေနေနှောက်နေပေါ့ဆာဗီယိုကတော့ဘလို့မှအချိန်ကြီးမကောင်းဘူးတော့ဘလုံးနဲ့အတူဆွဲပြေးတယ်ကန်တယ်ဘာဖြစ်လဲနောက်တန်းတီဗီပြန်ထွက်လာအဲ့လိုကိုဘယ်နဲ့ချိန်မှမသိဘူးဆာဗီယိုအနေနဲ့နော် grillage ကလည်းနံပါတ်10မှာသူပွဲထွက်လာတယ်သူတွင် de bruyne တို့ဘာလို့ပါမလာဘင်းနေပေါ့နော်ဒုတိယပြန်မှာ foreign တို့ဘာလို့ဝင်လာတာတော့ပဲကျွန်တော်ရှိတာ defensive midfield မှာတော့မှကိုဘချစ်ကိုတွေ့ရတယ် rico lewis ကိုတွေ့ရတယ်အများသူဘာနာတို့စီပါတော့တွေ့ရတဲ့အခါတွေကပိုပြီးတော့များတယ်နီကိုတို့ဘာလို့ကတော့ဒုတိယပြန်မှာဝင်လာတာပေါ့လေအဲကြောင့် city back က ကျွန်တော်ဒီပွဲမှာတော့ဒီတက်တင်တဲ့เนาะပွဲမှာနောက်တစ်ဆင့်ကိုတက်သွားတယ်လို့ပဲပြောရမယ်ဟိုသူတို့ပွဲကိုလက်ထင်းချုံနိုင်တယ်ပိုကောင်းတဲ့အခွင့်အရေးတွေသူတို့ဖန်တီးနိုင်တယ်အဲ Northern Forest ကတော့ခုနကတိုင်မှန်တဲ့လုံနေကသူတို့အတွက်တော်တော်ကိုနစ်နာစရာကောင်းတာပေါ့လေအဲကြောင့် final မှာတော့ Manchester City ကကျွန်တော်ဒီ Crystal Palace နဲ့တွေ့မယ်ဒီပွဲက City 2ပဲပေါ့เนาะအများကြီးပို့ပြီးတော့အချင်းကြီးကောင်းနေပေါ့ဗျာ City 2ကတော့ဒါ အဆင်ပြေသွားပြီဆိုတော့ပရီးမီးယားလိမှာ top 4ထဲကိုကျန်နိုင်ဖို့ top 5ထဲကိုကျန်နိုင်ခဲ့ဖို့ပဲသူတို့ကြိုးပမ်းနေမန်ချက်စတာစီးတီးတို့လည်း Champions League ဝင်ခွင့်ကအများကြီးကိုအချိန်ကြီးကောင်းနေတယ်။ဒါဟာတော်တော်လေးကိုဒါအပေါင်းလက္ခဏာဆောင်နေလို့ပြောရမှာတော်တော်ကိုတိုင်ပတ်ပါတယ်ဆိုတဲ့ຢာဒီမှာ Champions League ဝင်ခွင့်ထက်ရတယ်ဆိုလို့ရှင်ကိုပဲမဆိုးဘူးဗျာဒီလားအခုလက်ရှိဒီຢာဒီမှာဆိုလို့ရှင်ဒီများကြီးဖလားတွေစောစီးရတဲ့ခါတွေကျွန်တော်ရှိတယ်။ဒုတိယနေရာကနေ Arsenal ကတောက်လျှောက်ပြေးအားပေးတဲ့ခါတွေကျွန်တော်ရှိတယ်။ຢာဒီအစ Haaland တို့ဘာလို့ hat trick တွေဘာတွေနဲ့အမှန်ကန်ဂိုးတွေသွင်းပြီးတော့ ဇက်တိုက်ရက်လက်တီရထားတဲ့နေသားကနေစီတီကနောက်ပိုင်းမှာတအားကိုတိုင်ပတ်သွားတာအင်ဂျူရီပြဿနာတွေပါကြုံပြီးတော့အဓိကကစားမတွေဒါကြောင့်မနော်အဆိုးအဝါဆုံးလို့ကျွန်တော်ပြောလို့ရတဲ့ယာစီမှာဇန်နဝါရီမှာဖြစ်တဲ့တန်းနှံရတော့ဖြစ်တင်းမှုတွေသူတို့လုပ်တယ်အဲ့ဒီနောက်ပိုင်းမှာ Champions League ဝင်ခွင့်ပြန်ပြီးတော့ကျွန်တော်တို့သာအချိန်ကြီးကောင်းလာပြီးအခုဖလားတလုံးလေး final မှာရောက်ပြီးဆိုတော့ Guardiola ရဲ့တိုင်အပတ်ဆုံးယာစီမှာတော့မှဖလားကရနိုင်ကြည်အများကြီးရှိတယ်ပေါ့နော်အဲ့တော့မစူးလို့ပြောရမှာပေါ့လေဆိုတော့ Forest ဘက်ကတော့ကံမကောင်းတာပါဒီဘက်ကဒီ Crystal Palace အနေနဲ့ ကျွန်တော်မထင်မှတ်ပဲနဲ့ City ကို final မှာအနိုင်ယူပြမလား။ Wigan တို့ဘာလို့ကတော့ Manchester City ကိုထင်ပါတယ်အနိုင်ယူခဲ့ဘူးတယ်။အဲ FA Player Final ဘာဒီမှာအောက်တယ်ထင်တယ်။ဆိုတော့နောက်ထပ်တစ်သင်ကထပ်ပြီးတော့လုတ်ပြနိုင်မလားပေါ့လေ။ဆိုတော့ City ကပဲတိုင်ပက်ပါရီဆိုတဲ့ယာစီမှာဖလားတစ်လုံးနဲ့အနေသုံးတော့ယာစီတိတ်နိုင်မလားပေါ့။ဒီပွဲကတော့ Manchester City တွေနောက်ဆက်ကိုတက်သွားပြီး final ရောက်သွားပြီ။ Euro အနေနဲ့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြပါလဲ။ Guardiola ရဲ့တိုင်ပက်တယ်ဆိုတဲ့ယာစီမှာတော့ဖလားတစ်လုံးဘလူးဝဲကိုရောက်နေတယ်ပေါ့။ဆွနေကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။